ရခိုင်ကနေတဆင့်အမေရိကန်ကိုဝင်လာတော့မှလာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှဖြစ်တယ်ဟုတ်ပြီဝင်လာဖို့တကယ်စီစဉ်နေလားဝင်လာရင်ဘာတွေဖြစ်ကုန်မလဲအကျုံးနိုင်ငံကရောဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကရောဘာတွေပြင်ဆင်ထားတင်တယ်လဲတပ်မတော်အနေနဲ့ဘာတွေပြင်ဆင်ထားတင်တယ်ပြည်သူတွေနဲ့လည်းဘာတွေကြိုတွေးထားတင်တယ်လဲရခိုင်ပြည်နယ်ကရခိုင်ပြည်သူတွေအနေနဲ့လည်းဘာတွေကြိုတွေးထားတင်တယ်လဲစသဖြင့်ပေါ့ဒီဒေသခံမွတ်စလင်တွေအနေနဲ့ရောဘယ်လိုမျိုးရက်တည်မှုတွေထားတင်တယ်လဲ ဟုတ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ဆွေးနွေးတော့မှာဖြစ်တယ်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့အခုအဲအမေရိကန်ကနေပြီးတော့နော်တို့မြန်မာနိုင်ငံထဲကို proxy war ပေါ့ clandestine local operation လို့ခေါ်တာပေါ့ပြုတ်ဝက်ပြီးတော့သူတို့ကနောက်ွယ်ကနေပြီးတော့ကျိုးကင်တဲ့စစ်ပွဲမျိုးပေါ့နော်အဲ့တော့ဘင်္ဂလားဒေ့ရှ်ကတပ်မဟာတွေ1နှစ်3ပေါ့တပ်မဟာ1နှစ်3မဟုတ်ပါဘူးကျွန်တော်ဆိုလိုချင်တာ3ခုပေါ့တပ်မဟာ3ခု3ခုပေါ်မှာအဓိကထောက်ပံ့မှုတွေပေးမယ်တွေလုပ်သွားမယ်နည်းပညာထောက်ပံ့မှုတွေရိတ်ခါထောက်ပံ့မှုတွေ နောက်ထပ်ပေါ်ဟိုခေါ်မယ်ဆိုတော့ဆက်ဆက်ရရတော့စီရေးထောက်ပံ့မှုတွေကိုဆောင်ရွက်သွားမယ်ဆိုတာကိုကျွန်တော်တို့အခုလက်ရှိ online ပေါ်မှာရောเนาะနိုင်ငံတကာသတင်းမီဒီယာတွေမှာရောဒီလိုခေါ်မယ်ဆိုရှင်မှန်းဆမှုတွေရှိတယ်အဲဒါလည်းပတ်သက်ပြီးတော့ကျွန်တော်တကယ်ကြီးမောင်စိုးပေါ့အဲကိုမောင်စိုးအနေနဲ့သိရှိနားလည်ထားလိုက်ရေကိုပထမဆုံးအနေနဲ့ပြောပြပါအောင်เนาะကျားလုံးမင်္ဂလာပါမတူတာကြားပြီဆိုတော့အားလုံးမင်္ဂလာပါเนาะဒါတော့သူတို့ဒီကျွန်တော်တို့မြန်မာနိုင်ငံကတော့အတိအကျတော့ ဒီနတ်ဆက်ကနဲ့အမိုက်စကားပြောလိုက်မယ်ထင်တယ်ပေါ့နော်ဒါတော့ဟိုက proxy war ကိုတော့သူကလောက်နေတာအခုမှမဟုတ် Joe Biden လက်ထက်ကနေသူတို့လောက်တယ်ပေါ့ဆိုတော့အခုဒီအာ India or so Pakistan အာဒီ Bangladesh နိုင်ငံကသူကဒီအစိုးရအပြောင်းလဲတွေပေါ့ဟိုမှာ Sheikh Hasina ကိုအစိုးရလက်ထက်မှာသူတို့လောက်ကျင်တယ်လို့မြန်မာ American control လို့လို့မြန်မာအခုဒီ Dr. Yunus ကတက်လာတဲ့ချိန်မှာသူက American နဲ့ပတ်သက်တဲ့ကြားရတဲ့အတွက်ကအခုခဏပြောသွားတော့သူတို့ကဒီတိုင်းရင်၃ခုပေါ့နော်တပ်၃ခုကနေမှဒီမြန်မာနိုင်ငံကို စစ်လက်နဲ့ပတ်သက်တာတို့ဒီစားနဲ့ရိတ်ခါတို့ပေါ့ဒီစေကုတာတို့စတဲ့ဖြစ်အလုံးကိုတို့ကထောက်ပံ့ပေးပြီးမှဒီရက်ခိုင်ပြည်ကိုဒီအီအီနဲ့ပြီးတော့ဒီချင်းလက်နဲ့ကင်တီကိုတို့ကအတိကထားပြီးထောက်ပံ့ပေးပြီးမှဒီမြန်မာအစိုးရစစ်တပ်ကိုတက်ကိုဒါဟိုဒါဒီအမေရိကန်အစီအစဉ်နဲ့ဒါဟိုဒီဟိုဘင်္ဂလားဒေ့ရှ်အစိုးရလက်ခံလိုက်တယ်ပေါ့ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီတက်မတော်ပေါ့အခုကျွန်တော်တို့မင်းရမှာဒီလူတွေကတို့တို့ဘာပဲလို့အတိကတက်မတော်က ဒီနေရာကိုကျွန်တော်တို့ဘလို့လက်ဥပရပြီမှဒီရောင်ဘလို့ကောက်ွယ်မယ်ဆိုတော့မေကွန်ကဒါကအစိုးရကိုအစိုးရကိုစဉ်းစားရမယ့်အချက်လက်ဖြစ်တယ်လို့ဒါတွေအစိုးရလည်းပေါ်ရောက်လို့တော့မရဘူးဘာလို့လဲဆိုတော့ဒီကောင်တွေကဂျကိုင်းကလည်းအစွန်ရောက်နေတယ်ပြီးတော့ဒီဒီဒီစစ်ပွဲကြီးကငါတို့နိုင်ငံပေါ်ဒီသူအများကြီးအရေးကြီးတယ်လို့တိုင်းပြည်တစ်ခုကိုပြိုကွဲသွားတဲ့နိုင်ငံတိအခြေရှိတယ်ဒါပေမဲ့အဲ့တော့ဘင်္ဂလားဒေ့ရှ်နဲ့ကိုယ်တော့စစ်တိုက်လို့လည်းမဖြစ်ဘူးဒါပေမဲ့အဲ့ဒီဂျကိုင်းကြီးမှာဒီနေ့ကြဟိုဘဒီဒီဘင်္ဂလားဒေ့ရှ်နဲ့ကြတဲ့နယ်စပ် တလျှောက်လုံးကိုဒါအလားစစ်ဦးရစစ်ဦးမူရပြီမှဒီကောင်တွေကိုတိုက်ခိုက်မှအီကိုတတိဖြူခွဲပြီးမှပဲဒီအတိအီကိုဖြူခွဲပြီးမှပဲအဲ့ညာငါတို့စစ်တပ်တွေကနေရယူထားမယ်လုံခြုံယူထားမယ်ဆိုဘုဘက်ကဘလောက်ပဲ proceed wall လောက်လောက်လောက်သူတို့ဘက်ကဒီဝင်ပေါက်မရှိဘူးဆိုရင်ဘာမှတကူတခုမှလောက်လို့ရမှာမဟုတ်အဲ့ဒီအတွက်ကဒါပထမဆုံးတပ်မတော်အနေနဲ့ဒါဒီနိုင်ငံတော်အစိုးရအနေနဲ့စဉ်းစားရမယ့်အချက်ချက်ဖြစ်တယ်ပေါ့နော်ပထမအနေနဲ့ဒီနေရာကိုကျွန်တော်တို့က ပြန်လည်နိုင်အနိုင်ရရှိပြန်လည်ထိန်းချုပ်နိုင်မှုအတွက်ကဒီနေ့နတ်စကအစိုးရပေါ်မှာအများကြီးတာဝန်ရှိတယ်။ရကယ်လို့ဒါတွေကိုယ်တွေ control မလုပ်နိုင်ဘူးဆိုရင်ကျွန်တော်နိုင်ငံကြီးကအနက်ကမှပိုဆိုးလာနိုင်တယ်။ကျွန်တော်နိုင်ငံကဒီအချုပ်အခြာအနက်အများကြီးထိခိုက်ပါဘူး။ American ဝင်ပြီးတဲ့နောက်ပိုင်းမှာဝေရှုပ်ပြီးဆိုရင်ဒီနိုင်ငံကြီးကပျက်စီးသွားနိုင်။ဥပမာ Ukraine ကိုကြည့် Iraq ကိုကြည့် Afghanistan ကိုကြည့် Syria ကိုကြည့်နော်။ဒါတွေကဥပမာဒါဒီသူတို့ဝင်ပြီးတဲ့နောက်ပိုင်းမှာဒီနိုင်ငံကြီးရဲ့ဘဝဘာဖြစ်သွားလဲဆိုတော့ ငါတို့ကျွန်တော်တို့ကဒီလိုမျိုးအဖြစ်တော့ခံနိုင်မှာမဟုတ်ဘူးအစိုးရလည်းလက်ခံမှာအဲ့တော့ဒီလိုဟာတွေကိုမဖြစ်ဖို့အတွက်ကိုရက်ခံလို့တော့ဖိအားအများကြီးပေးပြီးမှစစ်ကိုတော့ဖိုင်ဖိုင်နိုင်နိုင်မှာထုံနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့တွေခံရမယ့်အနေအထားမှာရှိတယ်ဒါတွေကိုပော့တွက်လို့ short တွက်လို့မရဘူးအချင်းသီးလို့လည်းမရဘူးဟိုတင်းလို့လို့မရအဲ့တော့ဒါတွေကိုပြပြတတလုံနိုင်မှဒါလေဒီစစ်ဒီတို့ရဲ့ process wars ဆိုတာကြီးကကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်လာမှာမဟုတ်ဘူးဒါပေမဲ့ဒါတွေတော့လုံတော့ကြိုးစားနေတာပေါ့နော်ဟုတ်ကဲ့လာဖြစ်ဖြစ်နိုင်နိုင်မဖြစ်နိုင်နိုင်လုံးဝသတိထားရတဲ့အခြေအနေတွေရှိလာပြီ ။ဘာကြလဲဆိုတော့မပြေသောကံရရှိပေါ့အခုလက်ရှိဖြစ်နေတဲ့ပုံစံကဟိုအာရှပစိဖိတ်ရဲ့ဒုအကြီးကြီးပေါ့အမေရိကန်နော်ဒုအကြီးကြီးကိုယ်တိုင်ကလည်းပါကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကိုရောက်နော်ဘင်္ဂလားဒေ့ရှ်ကိုရောက်တဲ့ခါကျတော့ဒါ CIA အဖြစ်ခြေလန်းလူသိရှင်ကြားကြီးလာတာ trans transparency ရှိတယ်ပြောရမှာပေါ့နော်လူသိရှင်ကြားကြီးလာတယ်အလူသိရှင်ကြားကြီးလာပြီးတော့ဘင်္ဂလားဒေ့ရှ်နဲ့ကယ်လီယာဖြစ်နေမြန်မာနိုင်ငံမှာလည်းစစ်ပွဲတွေကဖြစ်နေဆိုတဲ့ခါကျတော့ဒီအချင်းကလည်းပတ်သက်ပြီးတော့ ကမ္ဘာမီဒီယာတွေဖြစ်တဲ့အိန္ဒိယမီဒီယာတွေဟဲ့လားဒီဘင်္ဂလားဒေ့ရှ်မီဒီယာတွေဒီမီဒီယာတွေအားလုံးကလည်း speculation လို့ခေါ်တယ်မှန်းဆမှုတွေမှန်းဆမှုတွေလို့ပြောလို့ရပါဘူးအခုချိန်ဒီတော့ဒီသတင်းကမသေချာဘူးအဲတနည်းအားဖြင့်အိန္ဒိယကလည်းအိန္ဒိယသတင်းမီဒီယာတွေစသဖြင့်ပေါ့ BBC ကမီဒီယာတွေက speculation ဆိုတဲ့မှန်းဆမှုတွေရှိနေတယ်သို့ပေါ်တော့လည်းပဲဒီသတင်းကတော့မသေချာသေးဘူးဖြစ်လာမယ်ဆိုတာလည်းအဲပြောလို့တော့မရဘူးဆန္ဒသတင်းတွေပေါ့ဖြစ်ဖြစ်မဖြစ်ဖြစ်ကိုယ့်ဘက်ကတော့အရန်ကိုတေချာ view site ထားဖို့လိုတယ်